အလုံးဝမင်္ဂလာပါခင်ဗျာ Foreign Bar Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလီပတာနဲ့ဇလပိတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ25ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီပတာခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့မိုးသက်ထန်စွာရာသွန်းခြင်းကြောင့်မြင်းရဲ့ကြီးခြင်းသတိပေးချက်များနဲ့မြင်းရဲ့ချိန်များကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာယနေ့25ရက်ဆယ်လ2025ရက်နေ့နာနဲ့6နာရီခွဲချိန်တိုင်းထွာချက်အရမြင်းရဲ့အခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ မြကြီးနားမြေကမင်းကညနေကနေ12နာရီအတွင်းအတက်ကြမရှိရပ်တန့်နေပါတယ်မြကြီးနားမြေရဲ့မင်းကအမြင့်ဆုံးပူချိန်ကတော့34.3ဒီဂရီဆဲလ်စီယပ်နဲ့ယနေ့အနိမ့်ဆုံးပူချိန်ကတော့16.6ဒီဂရီဆဲလ်စီယပ်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြကြီးနားမြေကဆိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်896စင်တီမီတာ28ပေခွဲကြော်ကန့်အလိုမှာရောက်ရှိနေပါတယ်အီယာရီမြစ်အထက်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါမယ်။ရံဖန်ရံကအီယာရီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့် မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကားတဲ့နေသားကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေတာများနဲ့အေရီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေတာများမှာမော့ဒိန်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါမယ်။အေရီမြေရိုးတစ်ချောင်းနဲ့ချင်းတွင်းမြေရိုးတစ်ချောင်းမြကန်းဒီမြေနိုင်ဒေတာများနဲ့မြေနုကျွန်းများမှာစပြိုးလုံကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ ခန်းနီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်။မုံရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်ဆယ်လက်မကန်ထက်ကြသွားပါတယ်။ချင်းွဲ့မြေအတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ဒုက္ကမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းနီဟုံးမလင်းဖောင်းပြေမော်လိုက်တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမင်းကင်ကဏီနဲ့မုံရွာမျိုးတွေရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီးအီယော်ရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ ဗမော်ရွှေကူကတာထီးချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမူပခုတ်ကူညောင်းဦး၆မင်းမူမြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သာဟင်းသရာနဲ့ဇလုံးမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ။ ERI မြေကြီးမြစ်တပ်မှုကို24နှစ်ကြီးစောက်ကြီးတင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ဆလဘီမိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာခြင်းများအရဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာလီဘီးယားနဲ့ယမန်တို့ခုဖြစ်ပေါ်နေပါတယ်။အဆိုပါလီဘီးယားနဲ့ယမန်ဟာအနောက်နောက်မြောက်ဘက်သို့ရေရှားနိုင်ပြီးနောက်24နာရီအတွင်းပုံမူအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အာရဗျပင်လယ်၊ဘင်္ဂလားပင်လယ်ော်နဲ့တောင်တရုတ်ပင်လယ်တွေမှာစောင့်ကြည့်ရမယ့်လေဝေလိုင်းတွေဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။အာရဗျပင်လယ်မှာလေဝေလိုင်းကို 92A ဘင်္ဂလားပင်လယ်ော်မှာလေဝေလိုင်းကို 94B နဲ့တောင်တရုတ်ပင်လယ်မှာလေဝေလိုင်းကို 97W ဖြစ်သတ်မှတ်ကားအမည်အသီးသီးပေးထားပြီးသားဖြစ်ပါတယ်။အရိယာပင်လယ်နဲ့တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းတဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဝေလိုင်း 94B ကပုံမအကောက်လာနိုင်ပြီးအော်တိုဘားလ23ရက်နေ့မှအော်တိုဘားလ30ရက်နေ့ထိစိုက်ကလုံးမုန်တိုင်းဖြစ်နိုင်ရည်တရားရဂိုင်းနှုန်းမှာဆက်ရှိနေတာကိုတွေ့ရပါတယ်။အော်တိုဘားလ29ရက်နေ့30ရက်နေ့တွေမှာစိုက်ကလုံးမုန်တိုင်းအားနဲ့အိန္ဒိယနိုင်ငံအန်တာပရာဒိရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုံတိုင်းအတွင်းကြံများဟာမြောက်အရှိမြောက်ကိုဆက်လက်ရွေးရှားနိုင်ကြောင်းမုံတိုင်းလမ်းကြောင်းကြိုတင်ခန့်မှန်းချက်တွေအရသိရပါတယ်။အခုကြိုတင်ခန့်မှန်းချက်အတိုင်းသာဖြစ်လာမယ်ဆိုရင်94ဗီမဖြစ်လာမယ်ဆိုက်ကလုန်းမုံတိုင်းအရှိန်ကြောင့်အော်တိုဘောလာ30ရက်နေ့မှနိုဝင်ဘာလပထမပတ်အတွင်းမြန်မာနိုင်ငံနေရအနှံ့ပြားမှာမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်ရီမိုးသည်ထန်နိုင်ပါတယ်။ရခိုင်ကန်ရန်ကန်းဒီပင်လယ်ပြင် AR မြို့ကကျွန်းပေါ်ကန်းဒီပင်လယ်ပြင်နဲ့ မွန်တနင်္လာရီကန်ဒီပင်လယ်ပြင်များမှရေလုံသားများအနေဖြင့်အော်တိုဝါလာ24ရက်နေ့မှစပြီးနိုဝင်ဘာလဇန်နဝါရီလများအထိအရှိတောင်ဘက်မှ၄တိုင်နှုန်းတနအီကို25မိုင်မှမိုင်30ကန်လိုင်းမြင့်မှာ6ပေမှ9ပေကန်တိရှိနေနိုင်တာကြောင့်လိုင်းလီကျန်းလာနိုင်မဲ့အခြေအနေကိုအထူးသတိပြုရှောင်ရှားနိုင်ကြပါရန်အသိပေးတင်ပြအပ်ပါရခင်ဗျာဆက်လက်ပြီးထားစင်မုံတိုင်းခမ်းမတ်ချက်ကိုပြင်ပမိုးလူသားပညာရှင်ဦးခမောင်ထွေးကအခုလိုတင်ပြထားပါရမုံတိုင်းပြပေါ်မှုအခြေအနေကိုတော့ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းအက်တမန်ကျွန်းစုအနီးမှာလေဗီယာနဲ့ရေဝင်ကြီးတစ်ခုစတင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။အဲ့ဒီလေဗီယာနဲ့ရေဝင်ဟာနောက်ရက်များအတွင်းပုံမအားကောင်းလာနိုင်ပြီးအော်တိုဝါလာ29ရက်နေ့မှာလေပြင်း58မိုင်နှုန်းကတိုက်ခတ်နိုင်တဲ့မွန်တာဆိုင်ကလုံးမုန်တိုင်းအဖြစ်သို့ရောက်ရှိလာကအိန္ဒိယနိုင်ငံကမ်းခြေကိုဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ်။မြန်မာပြည်အတွက်တော့စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။မြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုခန့်မှန်းချက်ကတော့ယနေ့အော်တိုဝါလာ25ရက်နေ့မှာ မုံတိုင်းအိန္ဒိယကမ်းခြေကိုဝင်ရောက်မဲ့အော်တိုဝါလာ29ရက်နေ့အထိ9ရက်တာကာလအတွင်းမြန်မာနိုင်ငံရဲ့အရှိချမ်းဒေတာများမှလွှဲ၍တန်တနိုင်ငံလုံးမှာလက်ကျန်မှုအနည်းငယ်ရွာသွန်းနိုင်ပါတယ်။မုံနိုင်နိုင်တဲ့ဒေတာများမှာတော့ရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။အသေးစိတ်အချက်အလက်များကိုလည်းဆက်လက်တင်ပြပေးသွားမယ်လို့ဆိုပါတယ်ခင်ဗျာ။ဆလဘီမိုးလေဝသနဲ့ဇလဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရတဲ့ရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြင်းရတဲ့ရံဝန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးပုံမောအကောင်းလာနိုင်က25ရက်ဆယ်လ2025ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာမှုန်တိုင်းငယ်အဖြစ်သို့၎င်း26ရက်ဆယ်လ2025ရက်နေ့မှာအကောင်းနဲ့မှုန်တိုင်းငယ်အဖြစ်သို့၎င်း 29ရက်စဲလာ2025ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့မှာစိုက်ကလုန်းမုန်တိုင်းအဖြစ်သို့၎င်းရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်ထူရက်နေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနေငယ်မှတိမ်တင့်တင့်ဖြစ်ထွန်းနေပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်အထစ်တင်ဖြစ်ထွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုန်းမြေဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မော်တော်ဂျင်ဒီကမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်အထစ်တင်ဖြစ်ထွန်းပါမယ်။တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာတရင်သိမ့်တင်ဖြစ်ထွန်းပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟ ோம் လင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာတရင်သိမ့်တင်ဖြစ်ထုံးပြီးနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ ပသိမ်မြို့မှာနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။မြေကြီးသားမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်။ဖန်အမ်မြို့မှာနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။လာရှိုးမြို့မှာတိန်သိန်းနဲ့ဖြစ်ထုံးပြီးနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်။ကျိုင်းတုံမြို့မှာတိန်သိန်းနဲ့ပြထုံးပြီးနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်ခင်ဗျာ။ မိုးနေတောင်ဖြစ်ပေါ်မှုအခြေအနေကတော့ဘကိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးနဲ့ဒင်းနေနိုင်တိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရယ်ခင်ဗျာမြမပင်လယ်ပြင်မှာတော့မြဝချုံပေါ်မုံတမခွေမွန်တေနနာဤကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီး လှိုင်းတင်တင်မှလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြဝကျုံပေါ်မုတ်တမခွေမွန်တနေနိုင်ကမ်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြေမှာရခိုင်ကမ်းရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ6ပေကန်ရှိနိုင်ပါတယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကျဲကျဲမှာနေရာဆိတ်ဆိတ်မိုးတေချုံရွာနိုင်ပါတယ် နေပြည်တော်နဲ့အနီးတစ်ပတ်အတွက်မလဲပြမိုးတဲ့ချိန်ထိကမ်းပန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ပတ်အတွက်မလဲပြမိုးတဲ့ချိန်ထိကမ်းပန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ပတ်အတွက်မလဲပြမိုးတဲ့ချိန်ထိကမ်းပန်းချက်ကတော့တိမ်သိမ့်နေဖြစ်ထုံးပါမယ်။လာမယ့်စနေတနင်္ဂနွေအားလိုက်ရများအတွက်မိုးလေဝသကမ်းပန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။နောက်ဆုံးအနေနဲ့မန္တလေးတိုင်းဒေသကြီးမှာအော်တိုဘားလ25ရက်နေ့မှာအော်တိုဘားလ30ရက်နေ့အထိ မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားမိုးလေဝသအခြေအနေများကတော့တင်ချာပြုတ်ပုံစံကြိုတင်ခန်းမှန်းရေးမော်ဒယ်များဖြစ်တဲ့ ECMWF GFS နဲ့ Icon မော်ဒယ်များရဲ့ခန်းမှန်းချက်အရအော်တိုဝါလာ25ရက်နေ့ညပိုင်းမှာလေပြင်းနဲ့ရံဝန်ဖြစ်လာနိုင်ပြီးအော်တိုဝါလာ28ရက်နေ့ညနေပိုင်းအိန္ဒိယနိုင်ငံအရှေ့ဘက် Andhra Pradesh ကမ်းခြေအနီးဘင်္ဂလားပင်လယ်ော်အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာအကောင်းဆုံးလေပြင်းနဲ့ရံဝန်မုံတိုင်းငယ်အဆင့်ထိရောက်လာနိုင်ကြောင်းခန့်မှန်းရပါတယ်။ ုံတိုင်းငယ်ဟာအော်တိုဘားလ28ရက်နေ့ညမှာအန်ဒါဘရစ်ကမ်းခြေကိုဖျက်ကျော်ဝင်ရောက်ပြီးအိန္ဒိယနိုင်ငံဂုံးတွင်းမှာမြောက်အရှေ့မြောက်သို့ဂုံးတွင်းလေဖိအားနှင့်ရဝန်အဖြစ်ဆက်လက်ရွေးရှားနိုင်သောမော်ရင်များမှတွက်ချက်ခံမှန်းထားပါသည်တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့သောအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအော်တိုဘားလ23ရက်နေ့ညမှာဗီယက်နမ်ကမ်းခြေဒါနန်းမြို့အနီးမှာဖျက်ကျော်ဝင်ရောက်ပြီးနောက်အော်တိုဘားလ24ရက်နေ့နက်နက်စောစောပိုင်းမှာလာအိုနိုင်ငံတောင်ပိုင်းမှာအပြော့ပြက်ပြဲသွားနိုင်သောတေချာပြုပုံစံကြိုတင်ခံမှန်းရေးမော်ရယ်များကခံမှန်းထားပါသည် ဘင်္ဂလားပင်လယ်ပေါ်မှာဖြစ်ပေါ်လာတဲ့မုန်တိုင်းငယ်နဲ့တောင်တရုတ်ပင်လယ်ပြင်မှာအပူပိုင်းမုန်တိုင်းဖန်ရှန်တို့ရဲ့အကျဉ်းကြံများဟာမြန်မာနိုင်ငံပေါ်တက်ရောက်မှုအနည်းငယ်သာရှိနိုင်ပါတယ်။ဘင်္ဂလားပင်လယ်ပေါ်နဲ့ကယ်ရန်နီမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းများကြောင့်ရခိုင်ပြည်နယ်မှာမိုးအများဆုံး9ရက်အတွင်းမိုးရေချိန်6.36လက်မထိရွာသွန်းရရှိနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီး၊ ARD တိုင်းဒေသကြီး၊ ARD မြဝကျွန်းပေါ်ဒေသ၊မြဝကျွန်းပေါ်ကန်ယိုရန်ဒေသများနဲ့မော်တန်နေနိုင်ကန်ရန်ဒေသများမှာ9ရက်အတွင်းမိုးရေချိန်2လက်မထက်ရွာသွန်းနိုင်ပြီး နေရာကွက်ရေမိုးသည်ထန်နိုင်ပါတယ်။ချင်းပြည်နယ်၊ကရင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာခုနှစ်ရက်တွင်းမိုးရေချိန်တလက်မှအထက်မှနှစ်လက်မှနီးပါးရွာသုံးရရှိနိုင်ပါမယ်။စကိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့နေပြည်တော် area တွေမှာခုနှစ်ရက်တွင်းမိုးရေချိန်တလက်မှအောက်ရွာသုံးနိုင်ပြီးမိုးနှဲနေပါမယ်။ခုနှစ်ရက်တွင်းမန္တလေးတိုင်းဒေသကြီးအတွင်းမှာမိုးရွာသုံးရရှိနိုင်တဲ့အခြေအနေများကတော့မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးခုနှစ်ရက်တွင်းဖြန့်မြမိုးရေချိန်တက်တက်သမ3.2လက်မှ မိုးအလွန်နှဲပါနေမှာဖြစ်ပါတယ်။ပြည်ဦးလွင်နဲ့မိုးကုတ်တောင်ကုန်းမြစ်ဒေသများမှာတော့မိုးတိမ်များဟာတောင်ကုန်းများဘက်သို့ရွေ့ရှားတဲ့အခါမှာအထက်ပင်လေးစီးကြောင်းကြောင့်အမြင့်ပိုင်းသို့ရွေ့ရှားရောက်ရှိပြီးပြင်ပအပူချိန်ကျဆင်း၍ငွေရည်ဖွဲ့အမှတ်အပူချိန်သို့ရောက်ရှိတဲ့အခါမိုးရွာသွန်းနိုင်တာကြောင့်ယခုတစ်ပတ်တွင်မိုးရည်ချိန်ရွာသွန်းရရှိမှုအများဆုံးဒေသများဖြစ်နိုင်ပါမယ်။လေပိုင်းမိုးနှင်းရေရှားလွင်ပြင်ဒေသများဖြစ်တဲ့မြင်းကြံညောင်းတို့မှာမိုးအလွန်နှဲနေပြီးခொနေရအတွင်းမိုးရေချိန်လက်မဝက်ခန်းတိုင်းရွာသွန်းရရှိနိုင်ပါတယ် မန္တလေးမြို့ပေါ်နဲ့ကြောက်ဆယ်မတရားဧရိယာတွင်းမှာတော့မိုးအထင်းထင်းရွာသွန်းနိုင်ပြီးခொနရတွင်းမိုးရိမ်တက်လက်မနိဗန်ကနဲ့တက်လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။အပူချိန်လေးတိုင်းတုံးလေဒုစုတိုင်းစားနဲ့လေဒုညဉ့်ညမ်းမှုခရမ်းလုံရောင်ကြီးအခြေအနေကတော့ပြမြအားဖြင့်အမြင့်ဆုံးနေ့အပူချိန်33ဒီဂရီဆဲလ်ဆီယပ်နဲ့အနည်းဆုံးညအပူချိန်25ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးတောင်ပေါ်ဒေသတွေမှာအမြင့်ဆုံးနေ့အပူချိန်26ဒီဂရီဆဲလ်ဆီယပ်နဲ့အနည်းဆုံးညအပူချိန်19ဒီဂရီဆဲလ်ဆီယပ်ခန့်ရှိနိုင်ပါတယ်။ န္တလေးတိုင်းဒေသကြီးအတွင်းမှာအမြင့်ဆုံးလေးတိုင်နှုန်းတနအိုင်ကို10မိုင်မှ15မိုင်ခန့်အထိရှိနိုင်ပြီးနေ့လယ်ပိုင်းအချိန်တွေမှာတော့လေတုဆိုတိုင်းသာ50ရာခိုင်နှုန်းခန့်နဲ့ညပိုင်းနဲ့နက်နက်စောစောပိုင်းအချိန်များမှာတော့60ရာခိုင်နှုန်းအထိရှိနေနိုင်ပါမယ်လေထုဆိုတိုင်းသာမြန်မာနေချိန်မှာမန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းမတရားမြုပ်နယ်ခရိုင်အတွင်းမှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆယ်စီယပ်အထိရှိနိုင်ပြီးပူအိုက်နေနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းယခုတစ်ပတ်မှာတော့လေထုညဉ့်ညမ်းမှုအညှိုးကိန်းဟာအထင်အရင်မှာ ကောင်းသောအဆင့်မှာရှိနေပြီးစုံရင်ရတဲ့အခြေအနေမရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ